โอเคမင်္ဂလာပါ Greece Way Visa and Travel Service မှာတင်လေးကျဆူလိုက်ပါခင်ဗျာကျွန်တော်ကတော့ဒီ Greece Way ရဲ့ Senior Consultant Andrew Webb ဖြစ်ပါလေဒီနေ့ကျွန်တော်တို့အဓိကပြောပြပေးသွားမယ့်အရာကတော့ Visa လျှောက်တဲ့အခါမှာစောင့်သင့်ရှောင်သင့်တဲ့အရာလေးတွေကိုအဓိကထားပြီးတော့ sharing လုပ်ပေးသွားမှာဖြစ်ပါတယ်အဓိကခေါင်းစဉ်တစ်ခုကိုကျွန်တော်ပြင်ဆင်ထားပေးပါတယ်ပထမခေါင်းစဉ်ကတော့ Country Return Tie နဲ့ Family Tie ဆိုတဲ့ခေါင်းစဉ်တွေဖြစ်ပါတယ်ဒုတိယခေါင်းစဉ်လေးကတော့ visa application တစ်ခုကျွန်တော်တို့ strong ဖြစ်အောင် တိချအောင်ကျွန်တော်ဘယ်လိုပြင်ဆင်ကြမလဲဆိုတော့ခေါင်းစဉ်လေးပဲဖြစ်ပါတယ်။အဲ့ဒါဆိုရင်ဒီ country return time နဲ့ဒီ family time တို့တစ်ချက်လောက်ရှင်းပြပေးပါဦး။ဟုတ်ကဲ့ပါဟုတ်ကျွန်တော်ဒီ visa application ကိုဒီ visa officer ရာနဲ့စစ်ဆေးတဲ့အခါမှာဆိုလို့ရှိရင်ဒီခီးစဉ်ပြီးတဲ့နောက်မှာဒီ applicant အနေနဲ့ဒီခီးသွားတယောက်အနေနဲ့သူ့နိုင်ငံကိုပြန်မလားဆိုတဲ့ပုံမှာအခြေခံပြီးတော့အများကြီးစစ်ဆေးလေးရှိပါတယ်။ဒီတော့ကြောင့်ကျွန်တော်ခေါင်းစဉ်ငယ်လေး၃ခုကျွန်တော်ပြပြပြောပြသွားပါမယ်။ ကျွန်တော် family tie ကောင်းစင်ကြီးမှာပါတဲ့အတိုင်းပါပေါ့ family tie ဆိုတာကကျွန်တော်တို့မြန်မာနိုင်ငံမှာရှိနေတဲ့လူတွေရဲ့ member တွေကိုကျွန်တော်ပြောရခြင်းပဲဖြစ်ပါတယ်ဥပမာကျွန်တော်ရဲ့မိသားတွေဖြစ်နိုင်တယ်ကိုယ့်ရဲ့ဇနီးဒီဖြစ်နိုင်တဲ့ကိုယ့်ရဲ့တာသမီကိုယ့်ပေါ်မှာ depend လုပ်နေတဲ့လူတွေဖြစ်နိုင်ပါတယ်ကျွန်တော်တို့ဒီအရေးအတွက်ဟာဟို visa လျှောက်တဲ့အခါမှာပေါ့နော်ဒီ return tire balance မဖြစ်ဘဲနဲ့အကုန်လုံးကြီးရှောက်တာမျိုးတို့မြန်မာနိုင်ငံမှာနေခဲ့တဲ့လူအရေအတွက်မရှိတော့တာမျိုးတို့ဖြစ်တဲ့အခါမှာကျွန်တော်တို့ visa application ဟာ risk များတဲ့ application တစ်ခုဖြစ်သွားပါလိမ့်မယ်။နောက်တစ်ချက်အနေနဲ့ကတော့ကျွန်တော်တို့ဒီ